ီတလီနိုင်ငံကိုဝင်ရောက်ရန်အာဖရိကရွှေ့ပြောင်းခြေချနေထိုင်သူအယောက်150ခန့်တင်ဆောင်လာတဲ့လေတစီးဟာလေပြောင်းကမ်းခြေမှာမိုင်20လောက်အကွာမှာလေမောင်းမဲ့အန်ဒီရနဲ့ကြုံတွေ့ခဲ့ရတာကြောင့် NGO လေတစင်းကကဲတင်ခဲ့ပါတယ်အဆိုပါရွှေပြောင်းအခြေချနေထိုင်သူတွေဟာစီနီဂေါကင်မရွန်းနဲ့နိုင်ဂျီးရီးယားတို့မှအများဆုံးဖြစ်ကြပြီးသူတို့ကိုလူကုန်ကူးသူတွေကအီတလီကိုပို့ပေးမယ်လို့ပြောကြားထားခဲ့လို့သိရပါတယ် အာဖရိကလူမျိုးရွှေ့ပြောင်းအခြေသမားတွေဟာပင်လယ်ထဲမှာရောဘာလင်ငန်နစီလောက်နဲ့လေမောင်းနေပြီးဒုက္ခပြမဲ့အန်ဒီယန်နဲ့ကြုံတွေ့နေရစဉ် NGO လေးကကဲတင်ခဲ့တာဖြစ်တယ်လို့ Proactive Open SNGO အဖွဲ့မှပြောခွင့်ရသူဖြစ်တဲ့ Rowland Nusa ကပြောပါတယ်သူတို့တွေကိုအီတလီကမ်းခြေဆောက်သင်္ဘောများထံလွှဲပြောင်းပေးမှာဖြစ်ပြီးအခုနှစ်အတွင်းရွှေ့ပြောင်းခြေချသူအယောက်2000လောက်ကိုကယ်တင်နိုင်ခဲ့တယ်လို့လည်း Landusa ကပြောပါတယ် Proactive Open SNGO ဖွဲ့ကိုဒီလိုမြေထဲပင်လယ်ထဲမှာရွှေပြောင်းဒုက္ခသည်တွေကိုကယ်ဆယ်ဖို့2015ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဥရောပမှာရွှေပြောင်းချိန်ချဖို့လစ်သားမှာထွက်ခွာလာသူတွေဟာပင်လယ်အတွင်းသေဆုံးတာတွေဒါမှမဟုတ်ပျောက်ဆုံးခဲ့တဲ့အရေအတွက်ဟာပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းအယောက်440ကျော်ရှိရလို့လဲကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါဗျ။